ျွန်တော်ဒီ3ရက်ခလေတိုင်းလေးဒီ3ရက်ခလေတိုင်းလေးကိုကျွန်တော်တပွန်းတိုးပေါ့ဗျာနော်ဒီနံပါတ်2 3ရက်ကိုမှ3ရက်လေးတိုင်းရှိဒီ3ရက်ခလေတိုင်းလေးကိုဒီမှာကျွန်တော်ကဒီတပွန်းတိုးလိုက်တာအဲ3ရက်ခလေတိုင်းလေးကိုတပွန်းတိုးရဲဆိုတော့ကျွန်တော်ကဒါတက်ပေါင်းလိုက်တာပဲနော်ဒီ3ရက်ခလေတိုင်းလေးကိုကျွန်တော်ကဒီမှာတပွန်းတိုးလိုက်တာအဲ3ရက်ခလေတိုင်းလေးကိုတပွန်းတိုးလိုက်တော့တက်အဲ့တက်ကိုကျွန်တော်ကဒီမှာဒီ3လုံးတက်လို့ထည့်လိုက်တာဟာဒီ3လုံးတက်လို့ထည့်လိုက်တာ အဲ့တုံလုံးတက်လို့ထည့်လိုက်တာအဲ့တုံလုံးတက်လို့ထည့်လိုက်တော့ဒီမှာကျွန်တော်ကခွန်ထည့်ရတာပေါ့ဗျာနော်ဒီ၃ယောက်တပွင်းတိုးလိုက်တဲ့တက်ကိုကျွန်တော်ဒီမှာဒီ၃လုံးတက်လို့ရိုက်ဖို့အတွက်ဒီမှာခွန်ထည့်ဆိုပြီးတော့ထည့်လိုက်တာပြီးတော့ကျွန်တော်ကဒီမှာခွန်ကလေးတိုင်းရှိရဗျာဒီခွန်ကလေးတိုင်းကိုကျွန်တော်တို့ကဒီမှာတပွင်းတိုးအောင်နော်ခွန်ကလေးတိုင်းကိုကျွန်တော်ကဒီမှာတပွင်းတိုးလိုက်တော့ရှစ်ဆိုပြီးတော့ရတာဟုတ် အရလိုက်တဲ့ရှစ်ကိုကျွန်တော်ဒီမှာဒီသုံးလုံးရှစ်လို့ထည့်လိုက်ဒီသုံးလုံးရှစ်ပါလို့ထည့်လိုက်တယ်ဒီနောက်တစ်ကမှာဒီ၃ရခေတံလေးကိုတပွန်းတိုးဒီ၃ရခေတံလေးကိုတပွန်းတိုးလိုက်တော့ကျွန်တော်တက်ပေါ့ဗျာနော်ဒီ၃ရခေတံလေးကိုတပွန်းတိုးတော့တက်အဲ့တက်ကိုလည်းပဲကျွန်တော်ဒီမှာဒီသုံးလုံးတက်ပါလို့ထည့်တယ်ဒီသုံးလုံးတက်ပါလို့ဒီမှာထည့်တယ် နောက်တစ်ခါကျွန်တော်ကဒီ conclusion လေးကိုတပွင့်တိုးအောင်ပေါ့ဗျာနော်ဒီ conclusion လေးကိုတပွင့်တိုးလိုက်တော့ကျွန်တော်ရှစ်လို့ရတာဟုတ်ရလိုက်တဲ့ရှစ်ကိုကျွန်တော်ဒီမှာဒီသုံးလုံးရှစ်လို့ထည့်တော့ဟုတ်လားဒီသုံးလုံးရှစ်လို့ထည့်တော့နောက်တစ်ခါကျွန်တော်ကဒီ conclusion လေးကိုတပွင့်တိုးဒီ conclusion လေးကိုတပွင့်တိုးလိုက်တော့ကျွန်တော်ကတုံ့ညှလို့ရတယ် အရလိုက်တဲ့၃ညကိုကျွန်တော်ဒီမဒီ၃လုံးကို၃ညလို့ထည့်တာပေါ့ဗျာဒီ၃လုံးကို၃ညလို့ထည့်တာကျွန်တော်အခုကစားရမယ့်ပွဲမှာကျော်ဒီ6ခလေးတန်းလေးကိုကျွန်တော်ဒီမှာတပွင့်တိုးမှာဗျာနော်6ခလေးတန်းလေးကိုတပွင့်တိုးမှာ6ခလေးတန်းလေးကိုတပွင့်တိုးတော့ခွန်အဲ့ခွန်ကိုကျွန်တော်ကဒီမှာဒီ၃လုံးခွန်လို့ထည့်မှာဒီ၃လုံးခွန်လို့ထည့်ဖို့တော့ကျွန်တော်ဒီမှာ၃ထိပ်ဗျာ နော်အဲ့မှာ၃ချိတ်လို့ရတယ်အဲ့တော့ကျွန်တော်ကဒီ၃ရောက်ခေတံလေးကိုတပွန်းတို့လိုက်တက်တက်အဲ့တက်ကိုကျွန်တော်ကဒီ၃လုံးတက်လို့ထည့်လိုက်တာဒီမှာခွန်ထိတ်ဆိုပြီးရရရောရလိုက်တဲ့ခွန်ထိတ်ကိုကျွန်တော်တို့ကဒီတိုင်းထားလို့မရဘူးကျွန်တော်ဒီ quantity စီကမာမာမာကျွန်တော်တို့ကဆုံးဖြတ်ရတော့ ဆုံးဖြတ်ရတော့မှာဆိုတော့ကျွန်တော်ကဒီမဲ့ဒီသုံးလုံးကတက်လို့ရှိတယ်ဗျ။အဲ့တော့ကျွန်တော်ဆုံးဖြတ်အောင်နော်။အဲ့တော့696ဒီသုံးလုံးကတက်လို့ရှိရဲ့ဗျ။အဲ့696ဒီသုံးလုံးတက်ကိုကျွန်တော်ကတက်ရဲ့ပါပါ6အတက်ရဲ့ပါပါ6ကိုကျွန်တော်ကဒီမဲ့ဒီသုံးလုံးကို6လို့ထည့်တာဗျ။၅၄ခွန်၃လုံး၆လို့ထည့်လိုက်တာနော် အဒုတိယမြောက်ကမှာဒီခွန်းတပွင့်တိုးလိုက်တဲ့ရှစ်အဲ့ရှစ်ကိုကျွန်တော်ဒီမှာဒီသုံးလုံးကိုရှစ်လို့ထည့်လိုက်ပြီဆိုတော့ねဒီမှာခွန်းထိတ်လို့ကြရတယ်ဆိုရှင်ဒီခွန်းထိတ်စီကမာမာမာပြေးမပြီးဆုံးဖြတ်ရတော့မယ်အနေထားအဲ့မှာကျွန်တော်ကဒီမှာဒီသုံးလုံးကရှစ်ဗျဒီသုံးလုံးရှစ်ဆိုတော့ရှစ်ရဲ့ပါဝါ3အဲ့သုံးကိုကျွန်တော်ကဒီကရှေးပေါင်း6ခွင်းနဲ့ဒီခွန်းထိတ်ခွင်းကိုသုံးလို့ထည့်သွားတာအဲ့တော့ခွန်းထိတ်ကအငြိမ်းညင်းရမရှိဘူးပေါ့ဗျာနော် အတတိယကံမှာဒီ3ခရတာလေးဒပွန်းတိုးလိုက်တဲ့အိုက်တကိုကျွန်တော်ဒီမှာဒီ3လုံးတက်လို့ထွက်လာတယ်ဒီမှာ3ထိတ်ကြရတယ်3ထိတ်ကြလိုက်တဲ့နဲ့ဒီ3ထိတ်ကပေးမှလာမပေးဘူးလဲကျွန်တော်ဆုံးဖြတ်ရတော့မယ်အနည်းအထားမှာဒီမှာကျွန်တော်ကဒီမှာဒီ3လုံးကို4လို့တွေးတယ်ဗျ4လို့တွေးလိုက်တော့4ရဲ့ပါပါ6ဆိုတဲ့အနည်းအထားမှာဒီက6ပေါင်း6ခရကိုဒီက3ထိတ်နဲ့ပေါင်းလို့ရှိအောင်4ရဲ့ပါပါ6လို့ရိုက်ပြီးတော့ဒီ3လုံး4ရဲ့ပါပါဒီ3လုံး6ပါလို့ထည့်ပြီးတော့ကျွန်တော်ကဒီမှာ3ထိတ်ကိုကျွန်တော်အငြိမ်ကြတယ်ဗျာ ဆိုတော့ကကျွန်တော်ဒီခွန်ကလရန်လေးကိုတပွန်းတိုးလိုက်တဲ့ရှစ်အဲ့ရှစ်ကိုကျွန်တော်ဒီသုံးရှစ်ပါလို့ရိုက်လိုက်တဲ့အနေအထားမှာဒီမှာရှစ်ထိပ်ပါလို့ကြလိုက်ပြီဆိုတော့ ਨੇ ဒီရှစ်ထိပ်ကငိမ့်မငိမ့်စဉ်းစားစဉ်းစားရတော့မယ်အတိုင်းအတာမှာဒီသုံးလုံးငားလို့ရိုက်တယ်ဗျဒီသုံးလုံးငားလို့ရိုက်လိုက်တာ ਨੇ ကျွန်တော်ကငားရဲ့ပါပါတုံညပါဆိုပြီးဒီကရှေးပေါင်းနှစ်ကလေးကိုဒီကရှစ်ထိပ်ကလေးနဲ့ပေါ့ပြီးငားရဲ့ပါပါတုံညပါလို့ ရိုက်ပြီးတော့ကျွန်တော်ကဒီမဲ့ shit take ကအငြိမ်ကြရတယ်ပေါ့ဗျာဆိုတော့ကဒီကိုခရတာလေးကိုဒပွန်တိုးလိုက်တဲ့၃ညအဲ့၃ညကိုကျွန်တော်ကဒီ၃လုံး၃ညပါလို့ရိုက်ချင်ပါရှစ်ရိုက်ချင်တယ်ရိုက်ချင်တဲ့အနေထားမှာဒီမှာ၅ထည့်လို့ကြားလိုက်တယ်ဒီ၅ထည့်ကငိန်မာလာဆိုတဲ့အတိုင်းဒါစဉ်းစားရတော့မယ်အဲ့တော့ကျွန်တော်ကဒီမဲ့ဒီ၃လုံးကိုကျွန်တော်တို့က268၃လုံးပေါင်းလို့ရှိရင်6လို့ရှိရဗျာ ဒီ268သုံးလုံးပေါင်းလိုက်တဲ့6ကို6ရဲ့ပါဝါ1အိုက်တဲ့ကိုအဓိက6ပေါင်း6ခရီးနဲ့9ထိပ်စီလေးနဲ့ပေါင်းလိုက်တဲ့အခါမှာ6ရဲ့ပါဝါ1လို့ရိုက်ပြီးတော့ကျွန်တော်ကဒီ9ထိပ်ကအငြိမ်ကြတယ်ဗျဆရာကကျွန်တော်ကတစ်ခုကစားရမယ်ဝယ်စဉ်အနေထားမှာဒီ6ခရီးတန်းလေးကိုတပွန်းတိုးလိုက်တဲ့ခွန်အိုက်ခွန်ကိုကျွန်တော်ကဒီသုံးလုံးပေါင်းခွန်မှလို့ထည့်လိုက်တယ်ဒီမှာ3ထိပ်လို့ရိုက်မယ်ဆိုလို့ရှိရင်အိုက်3ထိပ်ကငြိမ်မလားမငြိမ်ဘူးလားတစ်ချက်ကြည့်အောင်ကျွန်တော်ကဒီမှာဒီသုံးလုံးကို6လို့ရိုက်ထားတယ်ဗျ ၃လေးကို၃လုံးပေါင်းလို့ရှိရင်6 6 6ဆိုရင်6ရဲ့ပါဝါ1လို့ရိုက်ဖို့အတွက်ဒီမှာ၈ပေါင်း၈ရှိရဲ့ဗျ shift on shift ကို3 take clean နဲ့ပေါ့မှာ6ရဲ့ပါပါ1လို့ရရမယ်နေထားမှာ3 take ကတော့ကျွန်တော်တို့အဲ share ရကပေါ့ဗျာเนาะဆိုတော့ကကျွန်တော်တို့ဒါ3 take site ကိုကျွန်တော်ပြတာအဲ့တော့သူရဲ့3 take site မှာကျွန်တော်ကဒီမှာစဉ်းစားစရာတစ်ခုပြမယ်เนาะအဲ့တော့ တို့ကဒီထိတ်စီးလေးတွေကြလာတဲ့အတိုင်းတောင်ကျွန်တော်တို့ပြန်ပြီးဝေမှန်ကြည့်လိုက်တဲ့အခါမှာဒီသုံးညောက်ကိုတပွင်တိုးလိုက်တဲ့တက်နော်ဒီသုံးညောက်ကိုတပွင်တိုးလိုက်တဲ့တက်အဲ့တက်ကိုကျွန်တော်ဒီသုံးလုံးတက်ပါလို့ကျွန်တော်တို့ကဒါစကားတာဟုတ်တယ်နော်ဒီသုံးညောက်ကိုတပွင်တိုးလိုက်တဲ့အဲ့တက်ကိုဒီသုံးလုံးတက်ပါလို့ကစားလိုက်တဲ့အခါမှာကျွန်တော်တို့တပွင်တိုးလိုက်တဲ့ဒီသုံးညောက်လေး ီကတပွင့်တိုးလိုက်တဲ့အိုက်ကတုံညခလေတံလေးဟာတုံညရဲ့ပါဝါငားလို့ရရတော့မယ်အနေထားမှာကျွန်တော်တို့ကဒီနှလုံးမောင်းရှစ်ဗျအိုက်ကဒီနဲ့လုံးမောင်းရှစ်ကလေးကိုကျွန်တော်တို့ကဒီကခေါခလေတံလေးနဲ့လှမ်းပြီးပေါင်းလိုက်တဲ့အခါမှာကျွန်တော်တို့ကဒီခေါခလေတံလေးနဲ့ပေါင်းလိုက်တဲ့အခါဒီတပွင့်တိုးခဲ့တဲ့ဒီတုံညရဲ့ခလေတံလေးကိုတခါတည်းခေါ်ခဲ့လိုက်တာ ဒီ၃ရက်ခလတန်လေးကိုဒဗွန်းတိုးလိုက်တဲ့အိုက်တစ်ကိုကျွန်တော်ဒီ၃လုံးပေါင်းတစ်လို့ရလိုက်တဲ့အဲ့ဒဗွန်းတိုးခဲ့လိုက်တဲ့ဒီ၃ရက်လေးကို၃ရက်ရဲ့ပါဝါငါအိုက်ငါကိုကျွန်တော်ကဒီ၃လုံးပေါင်းငါလို့လှမ်းပြီးထည့်တယ်ဆိုပြီးတော့ခွန်ခွန်ရှိရဲဆိုပြီးတပွဲပြီးတယ်ပေါ့ဗျာဒုတိယမြောက်ပွဲစဉ်အနေထားဒီခွန်ခလတန်လေးကိုဒဗွန်းတိုးလိုက်တဲ့ရှစ်အိုက်ရှစ်ကိုဒီ၃လုံးပေါင်းရှစ်လို့ထည့်လိုက်တော့ခွန်ထိတ်ရတယ်အဲ့ဒီအထက်မှာကျွန်တော်ဒဗွန်းတိုးလိုက်တဲ့ဒီကခွန်ခလတန်လေး အကခွန်ခလရန်လေးကိုလေခွန်ပါဝါနှစ်ပါဆိုပြအဲ့မယ်ဒီနှလုံးပေါင်းနှစ်ကလေးကိုကျွန်တော်တို့ကအဓိက၃ယောက်ခလရန်လေးနဲ့ပေါင်းလိုက်တဲ့အခါမှာဒီခွန်ပါဝါနှစ်ဆိုပြီးဖြစ်ပြီးရောကျွန်တော်ကဒီမှာခွန်၃ယောက်ရှိတယ်တပွဲပြီးရယ်ဗျာတတိယမြောက်ပွဲစဉ်အနေထားဒီ၃ယောက်ခလရန်လေးကိုတပွင့်တိုးလိုက်တဲ့အဲ့တက်ကိုဒီ၃လုံးမှတက်လို့ထည့်လိုက်ပြီးဆိုရင်ကျွန်တော်တပွင့်တိုးခဲ့လိုက်တဲ့ဒီက၃ယောက်ခလရန်လေးအဲ့က၃ယောက်ခလရန်လေးကိုလေ၃ယောက်ပါဝါ၅အဲ့၅ကျွန်တော်ဒီ၃လုံးပေါင်း၅လို့ထည့်ပြီးတော့နော် ဒီသုံးလုံးပေါင်း9လို့ထည့်ပြီးတော့ကျွန်တော်ကဒီမှာ3ခွန်ရှိတယ်ဆိုပြီးတော့ကျွန်တော်တပွဲပြီးတယ်ဗျာဆိုတော့ကနောက်တစ်ပွဲတက်ကြည့်တော့ဒီခွန်ခလေးတိုင်းလေးကိုတပွင်းတိုးလိုက်တယ်ရှစ်အရှိကိုကျွန်တော်ကဒီသုံးလုံးပေါင်း8လို့လည်းထည့်လိုက်တယ်အဲ့လိုထည့်လိုက်တယ်ဆိုတော့ဒီမှာ8ထိတ်ကြလာတာနဲ့ကျွန်တော်တပွင်းတိုးခဲ့လိုက်တဲ့ဒီကခွန်ခလေးတိုင်းလေးကိုလည်းခွန်ပါဝါ2ဆိုပြီးကျွန်တော်ကဒီနှလုံးပေါင်းလို့ရှိရင်3အဲ့တော့ဒီက6ခလေးတိုင်းလေးပေါင်းလို့ရှိရင်ခွန်ပါဝါ2ဆိုပြီးတော့ထည့်ပြီးတော့ကျွန်တော်ကဒီမှာ ရှစ်ကိုရှည်တွဲနဲ့ကျွန်တော်တပွဲပြီးတယ်ဗျာအကျွန်တော်တို့ဒီဆက်ပြီးကြည့်လိုက်တဲ့အနေထားမှာကျွန်တော်တို့ဒီကိုးခရဒန်လေးကိုတပွင့်တိုးလိုက်တဲ့၃ညအဲ့၃ညကိုကျွန်တော်ဒီမဲ့ဒီ၃လုံး၃ညလို့လည်းကစားတယ်အဲ့မှာကျွန်တော်၅ထိတ်ကြလိုက်တယ်၅ထိတ်ကြလိုက်တယ်ကျွန်တော်တပွင့်တိုးခဲ့လိုက်တဲ့ဒီကိုးခရဒန်လေးဒီကိုးခရဒန်လေးကိုလည်းကိုးရဲ့ပါဝါလေးအဲ့လေးကိုကျွန်တော်ဒီ၃လုံးပေါင်း၄ပါလို့လှမ်းထည့်ပြီးတော့၅၃၆၃လုံး၄ပါလို့လှမ်းထည့်ပြီးတော့ကျွန်တော်ကဒီမှာ 6ရှေ့တော့ကစားသွားခဲ့တယ်အတန်းဥဒါအဲ့မှာကျွန်တော်တို့အခုကစားရမယ့်ပွဲမှာကြဒီ6ခရက်တန်လေးကိုတပွင့်တိုးခဲ့လိုက်တယ်ခွန်အိုက်ခွန်ကျွန်တော်ဒီသုံးလုံးပေါင်းခွန်မလို့ထည့်လိုက်တာ ਨੇ တပွင့်တိုးခဲ့လိုက်တယ်ဒီက6ခရက်တန်လေးအိုက်က6ခရက်တန်လေးကိုလည်းပဲ6ရဲ့ပါဝါ1အဲ့ဒီကိုကျွန်တော်ကဒီသုံးလုံးပေါင်းတက်ပါလို့ထည့်ဖို့အတွက်ကခွန်ခွန်ခွန်မှကျွန်တော်တက်လို့ထည့်မှာဆိုကျွန်တော်ဒီမှာ3ခွန်ရှေ့တွဲဆိုပြီးတော့ကျွန်တော်တို့ရတယ် တော့သုံးခွန်ရှိရဲဆိုပြီးတော့ကျွန်တော်တို့ရရတယ်ပေါ့ဗျာအဲ့တော့ဒီကျွန်တော်စကားအစ်စကားလေးကြားဖြတ်ပြောလာမှာကျွန်တော်ဒီမှာဒီ predict click လေးပေါ့နော်ကျွန်တော် account တင်ပြနေတဲ့လုံးဒီ site ကလေးတွေကျွန်တော် like ကအများအားမလွှင့်နိုင်တော့လေနော် like ကလည်းအပြင်းထူပြီးအများအားမလွှင့်နိုင်တော့ဒီ predict click လေးကိုကြည့်ကြည့်နေဆိုလို့ရှိရင်ဒီ39ဒီ6ခွန်88နော်6ခွန်88 9 9 ်ညာနှစ်နှစ်မှာနော်6.88 993ညာနှစ်နှစ် Viber နော်အဲ့ကိုဒီ6.88993ညာနှစ်နှစ် Viber မှာကျွန်တော်ဒီ site click တွေကျွန်တော်လာပြီးတော့လေ့လာလို့ရတယ်ဗျအပြင်းပြေပေါ့ဗျနော်ပြင်းပြေ site click တွေဒါပြီးလေ့လာလို့ရပါဒါကတော့ဓာတ်ပုံတွေပဲပေါ့ဗျာဟာလားဓာတ်ပုံတွေပဲရမယ်ပေါ့ကျွန်တော်ကဒီဟို live လွှင့်ရမှာပြင်းထုပြီးပြင်းထုတဲ့ဒိုင်းတာပဲပေါ့နော် ော်ဒီ viber လေးကိုလာခဲ့လိုက်ကြနော်ဟိုဖုန်းတော့မခေါ်နဲ့ကြနော်အဲကျွန်တော်ဆက်ပြီးကြည့်အောင်ဒီ3ခွန် schedule လေးမှာအဲ့ကျွန်တော်ဒီအဲဒီ on 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 ခုနတင်ထားပါလေ on တင်ထားပို့တခုတွေ့လိုက်တယ် နောက်ပေါင်း3နောက်ပေါင်း3နောက်ပေါင်း3ကကျွန်တော်လည်းဒီမှာပြလိုက်အောင်နော်နောက်ပေါင်း3ဆိုင်လေးကျွန်တော်လည်းဒီမှာပြလိုက်အောင်အဲ့တော့ကျွန်တော်ဒီမှာခုနကကျွန်တော်ဒီ3ခွန်ကျွန်တော်အမကျွန်တော်ဒီမှာကြည့်အောင်ကြောဒီမှာကျွန်တော်တို့ဒီနှလုံးပေါင်းလို့ရှိရင်နှစ်ပြဒီနှလုံးပေါင်းလို့ရှိရင်နှစ်ဟုတ်လားဒီမှာ6ခေတာရှိတယ်ဒီမှာ3တော့ပဲရှိအဲ့နှလုံးပေါင်းနှစ်ခလေးဘူးနော်ဒီနှလုံးပေါင်းနှစ်ခလေးကိုကျွန်တော်ကဒီမှာ အခွက်ကိုးလေးနဲ့ပွန်လိုက်တဲ့ခါကျွန်တော်တက်လို့ထဲတယ်ပေါ့ဗျာနော်တက်လို့ထဲတယ်အော်ဒီနှလုံးပေါင်းနှစ်ကလေးကိုကျွန်တော်ကဒီမှာအခွက်ကိုးလေးနဲ့ပွန်လိုက်တဲ့ခါမှာတက်လို့ထဲတယ်ဗျာနော်အဒီနေ့လုံးမနှစ်ခေကိုဒီအခွားကိုလေးနဲ့ပေါင်းလိုက်တဲ့ခါမှာကျွန်တော်တို့ကတက်လို့ထဲတယ်အတက်လို့ထွက်လိုက်တဲ့တက်ကလေးကိုကျွန်တော်တို့ဒီမဲဒီငါးခရက်တိုင်းလေးကိုကျွန်တော်တို့ဒီမဲနောက်ပေါင်းခွန်လေးနဲ့ပေါင်းလိုက်တဲ့ခါမှာ နှစ်လို့ထည့်ရပါနော်ဒီငါးကလေးတိုင်းလေးကိုကျွန်တော်ဒီမှာနောက်ပေါင်းခွန်လေးနဲ့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်ကတော့နှစ်လို့ထည့်တယ်အဲနှစ်ဆိုတဲ့ကောင်းလေးကိုအဓိကနောက်ပေါင်းကိုးလေးနဲ့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်ကဒီမှာတက်လို့ထည့်တယ်ဗျအဲထည့်လိုက်တဲ့တက်ဟာဒီနှလုံးနှစ်ကိုဒီအခွားကိုးလေးနဲ့ပေါင်းလိုက်တဲ့ကျွန်တော်တို့တက်ကိုကျွန်တော်ကဒီသုံးမျိုးကိုကျွန်တော်ကလှမ်းပြီးတက်လို့ထည့်လိုက်တာအဲ့မှာကျွန်တော်တို့ကဒီနောက်ပေါင်းရတယ်ပေါ့ဗျာနော် ဒီနှလုံးညစ်ကိုအခွားကိုးနဲ့လဲပေါင်းလိုက်တော့ကျွန်တော်တို့တက်လို့ရတယ်အဲ့တက်ကလေးကိုလည်းပဲကျွန်တော်ကဒီ၃မျိုးပေါင်းလိုက်တဲ့အခါမှာနောက်ပေါင်းခလေနောက်ပေါင်းပေါင်းလိုက်တဲ့အခါမှာကျွန်တော်တက်ကိုတက်လို့ပဲကစားသွားတယ်အဲ့မှာကျွန်တော်ကနောက်ပေါင်းကိုးရတယ်ပေါ့ဗျာနောက်တစ်ကက်ကိုဆက်တက်တော့ကျွန်တော်ကဒီမဲ့ကျွန်တော်ကဒီနှလုံးတက်ဗျာနော်ဒီနှလုံးတက်အဲ့နှလုံးတက်ကိုကျွန်တော်ကဒီမှာအခွားရှစ်နဲ့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်ကိုးလို့ရတယ်ဗျ ပို့လို့ရတယ်အဲ့တော့ဒီနှလုံးတစ်ကိုကျွန်တော်ဒီအခွားရှင်းနဲ့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်ကိုးလို့ရတယ်အရှောင်းလိုက်တဲ့ကိုးလေးကိုလည်းပဲကျွန်တော်ကဒီမဲ့ဒီနောက်ပေါင်းလေးရယ်ဒီခလေတိုင်းလေးရယ်ပြီးရင်ကျွန်တော်ဒီနောက်ပေါင်းလေးရယ်ပေါင်းလိုက်တဲ့အခါမှာလည်းပဲနော်ကိုးလေး6နော်၃လုံးပေါင်းလို့ရှိရင်ကျွန်တော်ကိုးလို့ထည့်သွားတယ် ိုးလို့ပဲထည့်သွားအဲ့ကူကကျွန်တော်ဒီကိုးဒီကိုးပေါ့ဗျာဟုတ်လားအဲ့တော့ကျွန်တော်နောက်တစ်ဆင့်တက်ပြီးကြည်တော့ကျွန်တော်ကဒီမဲ့ဒီနှစ်မျိုးပွားလိုက်တော့ခါမှာသုံးပြောဗျာဟုတ်လားလေးခရတန်းရှိတယ်ကိုးနောက်ပဲရှိရယ်လေးကိုးပွားတော့သုံးအဲ့သုံးကိုဒီအခွားသုံးလေးနဲ့ပွားလိုက်တဲ့ခါမှာ6ပေါ့ဗျာဟုတ်လားဒီနှလုံးသုံးကိုအခွားသုံးလေးနဲ့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်6လို့ရတယ်6လို့ရတယ် အရလိုက်တဲ့6ခလေးကိုလည်းပဲဒီကနော်ရလိုက်တဲ့6ခလေးကိုကျွန်တော်တို့ကဒီမဲ့နောက်ပေါင်း9လေးရှိမယ်ခွန်ခလေးရန်လေးရှိမယ်နောက်ပေါင်း9နဲ့ခွန်ခလေးရန်နဲ့ကျွန်တော်တို့က6ဖြစ်နေပြီဆိုတော့အဲ့6ကို6ဖြစ်ဖို့ကဒီမဲ့ကျွန်တော်ကနောက်ပေါင်း3ညနေမှာကျွန်တော်တို့က6ဖြစ်မယ်ပေါ့ဗျဟုတ်လားအဲ့တော့ဒီ3လုံးပေါင်း6ကိုကျွန်တော်တို့ကဒီ3လုံးပေါင်း ဒီ၃မျိုးပေါင်း6နဲ့ကျွန်တော်ပြန်ပြီးရလိုက်တဲ့အခါမှာဒီမှာလဲကျွန်တော်နောက်ပေါင်းရတယ်ပေါ့ဗျာဟလာအဲ့လိုပဲကျွန်တော်တို့ကဒီမှာအဲနောက်တစ်ဆင့်နောက်တစ်ဆင့်ဒီနှလုံးပေါင်းလို့ကျွန်တော်တို့ကရှစ်ဗျာနော်ဒီနှလုံးပေါင်းတော့ရှစ်အဲ့နှလုံးပေါင်းတော့ရှစ်ကိုကျွန်တော်တို့က ဒီနှလုံးပေါင်း၈ကိုကျွန်တော်ဒီမဲ့အခွားရှိခရင်နဲ့ပေါင်းလိုက်တဲ့အခါမှာ၆လို့ပဲတွေ့ရတာဟုတ်ဗျနော်၆လို့ပဲတွေ့ရအဲ့ဒီနှလုံးပေါင်း၈ကိုအခွား၈နဲ့ပေါင်းလိုက်တဲ့အခါမှာ၆လို့တွေ့ရတယ်အတွေ့ရလိုက်တဲ့၆ခလေးကိုလည်းပဲကျွန်တော်ဒီမဲ့နောက်ပေါင်း၆ရှိတယ်ဗျဒီမဲ့6ခလေးရှိတယ်။နောက်ပေါင်း6ရဲ့6ခလေးတိုင်းရယ်ဆို။နောက်ပေါင်း6နဲ့6ခလေးဆိုနှစ်ဖြစ်နေပြီပေါ့ဗျာ။နော်အဲ့နှစ်ကိုကျွန်တော်က6ဖြစ်ဖို့ကွာ ျွန်တော်ကဒီမှာနောက်ပေါင်းလေးဆိုပြီးထည့်ရမှာပေါ့ဟုတ်လားဒီမှာနောက်ပေါင်းလေးဆိုပြီးတော့ကျွန်တော်ထည့်ရမှာအဲ6နဲ့6နဲ့ပေါင်းလို့ရှိရင်အဲ့2ကိုကျွန်တော်နောက်ပေါင်းလေးနဲ့ပေါင်းမှာ6အဲ့6ကကျွန်တော်ကျွန်တော်ကဒီနှလုံး8ကိုဒီအခွား8နဲ့ပေါင်းထားတယ်6ကိုကျွန်တော်ကရိုက်တာဟုတ်လားအဲ့တော့ကျွန်တော်နောက်ပေါင်းလေးရိုက်လာလိုက်တော့3ခွန်ခွန်ထိရောက်ခဲ့ပြီနော်3ခွန်ခွန်ထိကျွန်တော်ရောက်ခဲ့ပြီအဲ့လိုကျွန်တော်ကဒီမှာစပီကြီးတော့ကျွန်တော်ဒီမှာဒီနှလုံး သုံးပြန်နော်ဒီနှလုံးသုံးအဲ့နှလုံးသုံးကိုကျွန်တော်ဒီမဲ့အခွားကူးနဲ့ပေါင်းလိုက်တော့ကျွန်တော်နှိမ့်နေပြအဒီနှလုံးသုံးကိုကျွန်တော်ဒီမဲ့အခွားကူးနဲ့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်နှိမ့်လို့ထည့်တယ်ဗျနော်အထည့်လိုက်တဲ့နှစ်ကလေးကိုကျွန်တော်တို့ကရိုက်ဖို့အတွက်ကကျွန်တော်ဒီမဲ့နောက်ပေါင်း၃ညရှိရဲ့ဗျနော်အဲ့နောက်ပေါင်း၃ညရှိရဲ့ဒီနှလုံးသုံးကိုအခွားကူးနဲ့ပေါင်းလိုက်ကျွန်တော်နှိမ့်လို့ထည့်ရအောင်နော်အဲ့နှစ်ကိုရိုက်မှာဟုတ်ကဲ့ ဒီမှာနောက်နှလုံးတုံညာရှိရဲ့ဗျဒီမှာကိုးခလဲရှိရဲ့ဗျဒီသုံးမျိုးဒီနှစ်မျိုးဒီနောက်ပေါင်းတုံညာရဲ့ကိုးခလဲပေါ့လို့ရှိကိုးအဲ့ကိုးဒီနှစ်လိုရိုက်ဖို့တော့ကကျွန်တော်ဒီမှာနောက်ပေါင်းသုံးဝင်ရမှာဗျနောက်ပေါင်းသုံးဝင်ရအဲ့တော့မှကျွန်တော်ဒီနှစ်ကိုဒီနှစ်နဲ့ရိုက်တယ်ပေါ့ဗျအဲအဲ့မှကျွန်တော်ရှိကိုလေးမှာတပွဲပြီးတယ်ပေါ့ဗျာ အဲ့လိုပဲကျွန်တော်တို့ဆက်ပြီးကြည့်အောင်ဆက်ပြီးကြည့်အောင်ဆိုကျွန်တော်ဒီမှာအဲဒီမှာနောက်ပေါင်းဒီနှလုံးတက်ရှိတယ်ပေါ့လေဟုတ်လားဒီနှလုံးတက်ရှိတာအဲ့တက်ကိုကျွန်တော်ကဒီအခွနှစ်နဲ့ပေါင်းလိုက်တော့နော်အခွနှစ်ဒီနှလုံးတက်ကိုအခွနှစ်နဲ့ပေါင်းလိုက်တော့ကျွန်တော်ဒီမှာ၃လို့တွေ့တာဟုတ်ဗျဟုတ်လား၃လို့တွေ့ရ အဲဒီနှလုံးတစ်ကိုအခွားနှစ်နဲ့ပေါင်းလိုက်တော့ကျွန်တော်သုံးလို့တွေ့အောင်အတွေ့လိုက်တဲ့သုံးကလေးကိုလေကျွန်တော်တို့ကနော်အတွေ့လိုက်တဲ့သုံးကလေးကိုလည်းပဲကျွန်တော်တို့ကရှိုက်ချင်တာရှိုက်ချင်တာဆိုတော့ကျွန်တော်ကဒီမှာနောက်ပေါင်းကကျွန်တော်လေးရှိတယ်ဗျနော်နောက်ပေါင်းလေးရှိတယ်အဲ့ကနောက်ပေါင်းလေးလေးကိုကျွန်တော်တို့ကဒီသုံးယောက်ခေတိုင်းလေးနဲ့ပေါင်းလိုက်တဲ့ခါမှာလေးအဲ့လေးကိုကျွန်တော်ကဒီသုံးလို့ဖြစ်ဖို့အတွက်ကကျွန်တော်ကဒီမှာကျွန်တော်နောက်ပေါင်း9ဝင်ရမှာဗျ နောက်ပေါင်းကိုဝင်ရမယ်အဲ့တော့မှကျွန်တော်ဒီ၃ကိုကျွန်တော်ကဒီမဲ့၃ဖြစ်ချင်တယ်ပေါ့ကျွန်တော်ဆက်ပြီးတော့ရိုက်တယ်ပေါ့ဗျာအဲ့လိုပဲကျွန်တော်တို့ဒီမဲ့ကျွန်တော်တို့အခုကစားရမယ်ပွဲမှာကျွန်တော်ဒီမဲ့ဒီနှလုံးပေါင်းတော့ကျွန်တော်တို့က၃ရှိတယ်ဗျာနော်ဒီနှလုံးပေါင်းတော့ကျွန်တော်ဒီမဲ့၃ရှိတယ် သုံးရှိတော့အဲ့သုံးကိုဒီအခွက်ငါးနဲ့ပေါင်းတော့ကျွန်တော်ဒီမှာရှစ်ပေါ့ဗျာနော်ဒီနှလုံးသုံးကိုကျွန်တော်ဒီအခွက်ငါးနဲ့ပေါင်းလိုက်တဲ့အခါမှာရှစ်အဲ့ရှစ်ကိုကျွန်တော်ဒီမှာရရတော့မှာအေးဟုတ်ပြီအဲ့ရှစ်ကိုရရတော့မှာဆိုတော့ဒီမှာနောက်ပေါင်းသုံးရှိတယ်ဒီမှာနောက်ပေါင်းသုံးရှိတယ်ဒီမှာနှစ်ကလေးရှိတယ်အသုံးနဲ့နှစ်နဲ့ပေါင်းလို့ရရှိရင်ငါအဲ့ငါကိုကျွန်တော်ဒီရှစ်လို့ဖြစ်ဖို့တော့ကကျွန်တော်ဒီအချိန်မှာကျွန်တော်နောက်ပေါင်းသုံးပါလို့ကျွန်တော်ကစားရမှာ အဲ့မှာကျွန်တော်ဒီနောက်ပေါင်း3ချင်းနဲ့ဆရာများဒီ site ကိုကျွန်တော်ပြပေးလိုက်ပါเนาะအဲ့တော့ကျွန်တော်အခုနပြတာကเนาะကျွန်တော်အခုနပြတာကဟိုပါဘုံခွန်ရှိတွေကျွန်တော်အခုနပြတာကသုံးခွန်ရှိတွေသုံးခွန်ရှိတွေကိုကျွန်တော်ကဒီမှာနောက်ပေါင်း3ထည့်ကျွန်တော်ကျွန်တော်က6နောက်ပဲကထည့်လိုက်ရတယ်ပေါ့ဟုတ်လားအဲ့တော့3ခွန်6ဆိုတဲ့ခဏတကွာ တော့ခွန်60ကနန်းတကွမှာကျွန်တော်အဲ့လိုကျွန်တော်ဒီ6နောက်ပိတ်ကိုလည်းပဲကျွန်တော်တခါတည်းပြခဲ့လိုက်အောင်မယ်နော်အဲဒီလိုက်လွန်လာ စိတ်ပါတော့လေးပေါ့ဗျာနော်အ6နောက်ပိတ်ကိုလည်းကျွန်တော်တခါတည်းပဲပြခဲ့လိုက်ပါမယ်ဒီမဲ့ဒီ3လုံးပေါ့လို့ရှင်ဒီမဲ့ဒီ3လုံးပေါ့လို့ရှင်6လမ်းရလဲ ဒီ၃ယောက်ခရတိုင်းလေးဟုတ်လဲဆိုဒီ၃ယောက်နောက်ပိတ်ခရရဲ့နော်ဒီ၃ယောက်နောက်ပိတ်ခရရဲ့အဓိကနောက်ပေါင်း6ခရရဲ့ပေါင်းလို့ရှိရင်ကျွန်တော်က6လို့ထည့်တာဗျနော်ဒီ၃ယောက်နောက်ပိတ်ခရရဲ့ဒီနောက်ပေါင်း6ခရရဲ့6ဗျနော်အဲ့6ကိုကျွန်တော်ကဒီနှလုံး2ခရနဲ့ပေါ့နော်ဒီ၃လုံး6ကိုဒီနှလုံး2ခရနဲ့ပေါင်းလိုက်တဲ့အခါကျွန်တော်8လို့ထည့်တာ နော်ရှစ်လို့ထည့်တာအဲထည့်လိုက်တဲ့ရှစ်ကကျွန်တော်ဒီမှာ၃တော့ပိတ်ကိုပါဝါရိုက်တာဗျဒီ၃တော့ပိတ်ကိုပါဝါရိုက်တာနော်ဒီ၃တော့ပိတ်ကိုပါဝါရိုက်တာဒုတိယမြောက်ကတ်မှာကျွန်တော်ဒီ၆တော့ပိတ်ကိုပါဝါရိုက်မှာအဲ၆တော့ပိတ်ကိုပါဝါရိုက်မယ်ဆိုတော့ကျွန်တော်ဒီမှာဒီ၃မျိုးပေါင်းလို့လေရှင်း၉လို့ရတယ်ဗျဒီ၇တော့ပိတ်ကိုနောက်ပေါင်းနှစ်ကလေး၇နဲ့နှစ်နဲ့ပေါင်းတော့၉ ိုက်ကိုကိုကျွန်တော်တို့ဒီနှလုံးနှစ်နဲ့ပေါင်းလိုက်တဲ့အခါမှာတက်လို့ရတယ်ဗျ။ဟမ်တက်လို့ရတယ်။အရလိုက်တဲ့တက်ဟာကျွန်တော်တို့ဒီ6လောက်ပဲကိုပါပါရိုက်တာဗျ။အဲ့တော့ကျွန်တော်နောက်တစ်ကပ်ကြည့်တော့ကျွန်တော်ဒီမှာ9လောက်ပဲတွေ့တယ်ပေါ့ဗျ။9လောက်ပဲတွေ့တယ်အဲ့9လောက်ပဲကိုလည်းပဲပါပါရိုက်တော့9ရဲ့ပါပါ၄လို့ရိုက်ချင်တာ။ရိုက်ချင်တာဆိုတော့ကျွန်တော်ဒီမှာဒီ3လောက်က5ရှိနေတာဦးဗျ။ အဒီသုံးလုံး၅ကိုကျွန်တော်တို့ကလေးလို့ရိုက်ဖို့အတွက်ဒီနှလုံး၉နဲ့ပေါင်းပါဟုတ်လားအဲ့တော့ဒီသုံးလုံး၅ကိုကျွန်တော်တို့ကဒီနှလုံး၉နဲ့ပေါင်းပါကျွန်တော်ကလေးလို့ရိုက်မှာအဲရိုက်လိုက်တဲ့လေးဟာကျွန်တော်တို့ကဒီ၉ကိုကျွန်တော်တို့ကဒီ၉နောက်ပိတ်ကိုပါဝါရိုက်တာလို့ဟိုနော့ဆန်တက်ပြီးကြည့်တော့ကျွန်တော်ကဒီမှာ၁နောက်ပိတ်လို့တွေ့ရပေါ့ဗျာတက်တော့ပဲလို့တွေ့တော့ဒီတက်ကိုပါဝါရိုက်ချင်တာတက်ရဲ့ပါဝါ6လို့ရိုက်ချင်တော့ကျွန်တော်ကဒီမှာဒီသုံးလုံးက3ညဗျာ လေးနောက်ပိုင်းနဲ့နောက်ပိုင်း6နဲ့တုံညလို့တွေ့။အဲ့ကတုံညလေးကိုကျွန်တော်ကဒီနှလုံး6နဲ့ပေါင်းမှာနော်6လို့ရမှာ။အဲ့တော့ဒီနှလုံး6ကိုဒီသုံးလုံးတုံညနဲ့ပေါင်းလို့ရှိရင်6အဲ့6ကကျွန်တော်ကဒီ1ကိုပါဝါရိုက်တဲ့6ပြ။နောက်တစ်ကပ်မှာနောက်တစ်ကပ်မှာကျွန်တော်ကဒီမဲ့9နောက်ပိတ်လို့တွေ့ရပြ။ခွန်တော့ပြေလို့တူတော့အဲ့ခွန်ခွန်ပါဝါ1လို့ရရမှာခွန်ပါဝါ1လို့ရရမှာဆိုတော့ကျွန်တော်ဒီမဒီသုံးလုံးက8လို့တွေ့တယ်ဗျ။ အဒီသုံးလုံး၈ကိုကျွန်တော်ကနှစ်လို့ရိုက်ဖို့အတွက်ဒီသုံးလုံး၈ကိုကျွန်တော်ကဒီနှလုံး၄နဲ့ပေါင်းမှာကျွန်တော်ကနှစ်လို့ရိုက်မှာဗျအော်ဒီသုံးလုံး၈ကိုဒီနှလုံး၄နဲ့ပေါင်းနှစ်အဲ့နှစ်ကဒီခွန်ပါပါနှစ်ပဲဗျအဲ့နော်နောက်တစ်ခါမှာကျွန်တော်ကဒီမှာနှစ်နောက်ပိတ်လို့တွေ့ရဗျနှစ်နောက်ပိတ်လို့တွေ့တော့အဲ့ကနှစ်ရပါပါခွန်လို့ရိုက်ရမှာဗျနှစ်ရပါပါခွန်လို့ရိုက်ဖို့တော့ဒီမှာကျွန်တော်ဒီသုံးလုံးကခွန်ဗျနော်၃၉ကသုံးလုံးပေါင်းလိုက်တဲ့ခွန်မှာခွန်အဲ့ခွန်ကိုနော် ခွန်လို့ဖြစ်ဖို့တော့ဒီမှာဒီနှလုံး၃ညနဲ့ပေါင်းပါပြအဲ့တော့ဒီနှလုံး၃ညကိုကျွန်တော်ကဒီ၃လုံးခွန်နဲ့ပေါင်းလိုက်တဲ့အခါမှာခွန်လို့ရတယ်နော်ရလိုက်တဲ့ခွန်အဓိက2ရပါပါခွန်မဲ့ဗျအဲ့တော့ကျွန်တော်အခုကစားကျွန်တော်ကစားရမယ်အတိုင်းတန်မှာကြောင့်ဒီမှာ၃နောက်ပိတ်တွေ့တယ်ဗျ၃နောက်ပိတ်တွေ့ဒီ၃နောက်ပိတ်ကို၃ရပါပါ8လို့ရရတော့မယ်၃ရပါပါ8လို့ရဖို့တော့ဒီမှာကျွန်တော်ကဒီ၃လုံး8လို့ဖြစ်နေပြီဗျ ဒီ၃လုံး၈ကိုကျွန်တော်က၈လို့ဖြစ်ဖို့တော့ကဒီမှာကျွန်တော်ဒီနှလုံး၃ညလို့ထည့်လိုက်ရတော့မှာအဲ့တော့မှကျွန်တော်ကဒီနှလုံး၃ညဟာကျွန်တော်ဒီ၃လုံး၈နဲ့ပေါင်းလို့ရှိရင်၈အဲ့၈ကဒီ၃တော့ပဲရပါပါ၈ဆိုပြီးတော့ကျွန်တော်ကဒီနှလုံး၃ညဖြစ်ဖို့အတွက်ကျွန်တော်ကဒီမှာ၆တော့ပဲဗျအဲ့မှာလည်းကျွန်တော်တို့၃ခွန်၆ပဲအဲ့မှာလည်းကျွန်တော်ဒါ၃ခွန်၆ပဲဟုတ်လားအဲ့တော့ဟမ် ロロロゼロディメージのうあちゃうだ。 ဒီသုံးလုံးပေါင်းလို့ရှိရင်6ရက်နော်ဒီအလဲလန်သုံးလုံးပေါင်းလို့ရှိရင်ကျွန်တော်က6လို့ရတယ်အဲ့လေတော့၃လုံးပေါင်းလိုက်တဲ့6ကိုဒီနှလုံး2နဲ့ပေါင်းလိုက်တဲ့အခါမှာကျွန်တော်က8လို့ရတယ်ဗျအရလိုက်တဲ့8ဟာကျွန်တော်ကသူ့အထက်က8ထိပ်စီကလေးကိုပြန်ရိုက်ထားတာဖြစ်ပြီးတော့အဲ့8ကလေးကိုပဲကျွန်တော်တို့ကဒီနှလုံး၃ညကိုကျွန်တော်တို့က ဒီနောက်ဒီ၃လုံး၉ကိုကျွန်တော်တို့ဒီ၉နောက်ဘေးခရင်နဲ့ပေါင်းလိုက်ရင်လည်း၈ပါလို့ပြန်ထည့်ထားလဲဗျဒီလမ်းလေးကိုသိချကြည့်ပါနော်အဲ့တော့ဒီ3လုံး6ကိုဒီနှလုံး2နဲ့ပေါင်းလိုက်ရင်8အဲ့8ဟာဒီ8ထိပ်စီးလေးပါဒီ8ထိပ်စီးလေးပါလို့ပြန်ရပြီးတော့အဲ့8ခလေးကိုပဲကျွန်တော်ကဒီ3လုံး6လို့ကျွန်တော်ကဒီ6နောက်ဘေးခလေးနဲ့ပြန်ပြီးပေါင်းလိုက်တဲ့အခါမှာ8ပေါ့ဗျာ အဲ့ရှစ်ကိုအဲ့ရှစ်ပါဒီသုံးလုံးဒီလေးလုံးရှစ်ကိုဒီမှာရှစ်ထိပ်ပါအဲ့ရှစ်ကိုလည်းကျွန်တော်ဒီလေးလုံးရှစ်ပါလို့ရိုက်ပြီးအကြမ်းပါအဲ့ကရှစ်ကိုကျွန်တော်ကဒီလေးလုံးရှစ်ပါလို့ဒီကနောက်ပိတ်လေးလုံးရှစ်ပါလို့ထည့်ကြတယ်ဒီနောက်ပိတ်လေးလုံးရှစ်ပါလို့ထည့်ကြတယ်အနေထားနေထားမွေဖားပေါ့ဗျာနော်ဒုတိယမြောက်ကမှာဒီအလဲတန်း၃လုံးပေါင်းလိုက်လို့ရှိရင်ကျွန်တော်ကခွန်လို့ရတယ်ဗျာ ဒီလက်တော့သုံးလုံးပေါလိုက်တဲ့အခါမှာခွန်အိုက်ခွန်ကိုကျွန်တော်ကဒီနှလုံးတစ်နဲ့ပေါလိုက်တဲ့အခါမှာလည်းပဲရှစ်လို့ထည့်တယ်အဲ့တော့ကျွန်တော်၄ခွန်6 9နှစ်နော်အဲ့ကျွန်တော်ဒီ၅လုံးပေါ့ဗျာဒီ၅လုံးပေါလိုက်တဲ့အခါမှာရှစ်အိုက်ရှစ်ကကျွန်တော်ကဒီရှစ်ထိပ်စီကိုဖြစ်တာဗျအဲ့ရှစ်ထိပ်စီကိုအဲ့လိုမျိုးရိုက်ပြကျွန်တော်အိုက်ရှစ်ခလေးကိုထက်ပြီးရိုက်လိုက်မှာဘယ်လိုရိုက်မလဲဆိုတော့ဒီသုံးလုံးပေါလို့ရှိရ၅ဗျာ ီသုံးလုံးပေါင်းလို့ရှိရင်ငါအဲ့ငါကိုဒီသုံးနောက်ဘိတ်ခရင်နဲ့ပေါင်းလိုက်လေပဲသူက၈ပါလို့ထည့်တာအ၈၈၈၈၈လို့ထည့်ပြကြမှာအဲ့၈ခရီးကူလေပဲကျွန်တော်ကထည့်ကျင်တယ်ဘလို့ထည့်မလဲအဲ့တော့ဒီနောက်ဘိတ်လီလုံးပေါင်းလိုက်လေပဲ၈တယ်ဗျာကဲနောက်ဘိတ်လီလုံးပေါင်းလိုက်လေပဲ၈ပါတဲ့အဲ့တော့ကျွန်တော်နောက်တစ်ကက်ဆက်ကြည့်အောင် နောက်တစ်ကပ်မှာကျွန်တော်ဒီသုံးလုံးပေါင်းလိုက်တဲ့အခါမှာနှစ်အလဲတန်းသုံးလုံးပေါင်းလိုက်တဲ့အခါမှာနှစ်အဲ့နှစ်ကိုကျွန်တော်မဒီနှလုံးသုံးညနဲ့ပေါင်းလိုက်တဲ့အခါမှာလည်းပဲနှစ်လိုပဲဖြစ်တယ်။အဖြစ်လိုက်တဲ့နှစ်ခါသူ့အထက်ကနှစ်ထိပ်စီးကလေးကိုကျွန်တော်တို့ကရိုက်ထားတာဖြစ်ပြီးတော့အဲ့နှစ်ကလေးကိုပဲကျွန်တော်ကဆက်ပြီးဘလို့လှုပ်ထားလဲဆိုတော့ဒီသုံးလုံးပေါင်းလို့ရှိရင်ခွန်ပါတဲ့။အော်ဒီသုံးလုံးပေါင်းလို့ရှိရင်ခွန်အဲ့ခွန်ကလည်းပဲဒီကငါးနောက်ပေးခရင်နဲ့ပေါင်းလိုက်လို့ရှိရင်နှစ်ပါပဲတဲ့။အဲ့ကောအဲ့လိုနှစ်ကိုနှစ်နှစ်လို့ဆက်ပြီးရိုက်ပြရကြမှာအဲ့နှစ်ကလေးကိုကျွန်တော်ကဆက်ပြီးရိုက်မှာ ဘလို့ရမ်းလဲဆိုအဓိကနောက်ပိတ်လေးလုံးပေါင်းလာတဲ့အခါမှာနှက်တယ်ဗျဒီနောက်ပိတ်လေးလုံးပေါင်းလာတဲ့အခါမှာနှက်တယ်အဲ့မှာ၄နောက်ပိတ်ရရဲပေါ့ဗျာဟုတ်လားအဲကျွန်တော်နောက်တစ်ဆင့်တက်ပြီးကြည့်မယ်နောက်တစ်ဆင့်တက်ပြီးကြည့်ရကျွန်တော်ဒီမှာဒီသုံးလုံးက၅ဗျဒီသုံးလုံးက၅အဲ့သုံးလုံး၅ကို နော်ဒီသုံးလုံးကငါအဲ့ဒီသုံးလုံးငါကိုကျွန်တော်ဒီနှလုံးနှစ်နဲ့ပေါင်းလိုက်တဲ့ခါမှာခွန်အဲ့ခွန်ကဒီမှာခွန်ထိတ်စီကိုပြန်ပြီးတော့ရိုက်ထားတာရိုက်လိုက်တဲ့ခွန်ကိုလည်းပဲကျွန်တော်ကဒီမှာဒီသုံးလုံးပေါင်းလိုက်လို့ရှိရင်၄ဗျနော်ဒီသုံးလုံးပေါင်းလိုက်လို့ရှိရင်၄အဲ့၄ကိုကျွန်တော်ကဒီသုံးတော့ဘေးခရီးနဲ့ပေါင်းလိုက်လေပဲခွန်မာလို့ထည့်တာ ခွန်ခွန်ထိတ်စည်းခံအိုက်ခွန်ကိုအဲ့လိုမျိုးပြန်ပြီးရပြီးရကြမှာကျွန်တော်အိုက်ခွန်ကိုကျွန်တော်ဒီသုံးလုံးပေါင်းလိုက်တဲ့အခါမှာခွန်မာတဲ့အဓိကနောက်ပိတ်လေးလုံးပေါင်းလိုက်တဲ့အခါမှာခွန်မာလို့ထည့်တော့အဲ့မှာကျွန်တော်သုံးနောက်ပိတ်ရတယ်ပေါ့ဗျာကဲအကျွန်တော်အခုကစားရမယ့်ပွဲစဉ်အနေထားမှာကျွန်တော်ကဒီမဲ့ဒီမဲ့ကျွန်တော်ကဒီသုံးလုံးပေါင်းလို့ရှိရင်တက်ကိုဗျာနော်ကုသညာနဲ့သုံးလုံးပေါင်းလို့ရှိရင်တက် အဲ့ဒီကိုဒီနှလုံး6နဲ့ပေါင်းလိုက်တဲ့အခါမှာခွန်လို့ထည့်တယ်။အိုက်ခွန်အဓိကခွန်ထက်စီလို့လည်းရိုက်ခဲ့ပါပြီဗျာ။အိုက်ကခွန်ထက်စီလေးကိုရိုက်ခဲ့လိုက်တဲ့ခွန်ထက်စီလေးကိုလည်းပဲဒီသုံးလုံးပေါင်းလိုက်တဲ့အခါမှာတည့်ရဲ့နော်။အဲ့တော့ဒီသုံးလုံးပေါင်းလိုက်တဲ့အခါမှာတည့်အိုက်တက်ကဒီ6နောက်ဘေးခရင်နဲ့ပေါင်းလိုက်တော့လည်းခွန်မာလို့လည်းဖြစ်ခဲ့ပါပြီ။ အဲ့တော့အိုက်ခွန်လေးကိုကျွန်တော်တို့ဆက်ပြီးရယူရတော့မယ်အတိုင်းအတားမှာဒီနောက်ပိတ်လေးလုံးပေါလာတဲ့အခါမှာလေခွန်လို့ဆက်ပြီးရိုက်ဖို့အတွက်ကဒီသုံးလုံးပေါလာတဲ့အခါမှာတက်လို့ရှိရဲ့ဗျခွန်တက်သုံးဒီနောက်ပိတ်သုံးလုံးပေါလာတဲ့အခါမှာတက်လို့ရှိရဲ့အဲ့တက်ကိုခွန်လို့ဖြစ်ဖို့တော့ကျွန်တော်ကဒီမှာ6နောက်ပိတ်ပဲကစားရမှာဗျ6နောက်ပိတ်ပဲကစားရမှာအဲ့တော့ကျွန်တော်ဒီလိုက်ရှုမှာကျွန်တော်ပြောတာကတော့ဒါလေးဆိုတော့ 起来秀嘛，就那白比我来说，龙口桥土堡边好了，龙口桥土堡边好了，阿龙们。